နနက်သီးလေးကိုတက်မရသည်စားလို့နဲ့ပဲနေပြီးစားစားပြားရည်လေးနဲ့ပဲစိတ်မီစားစားစားရတာရတာရှိပါတယ်နနက်သီးရဲ့ချိုချိုချင်းချင်းအရတာလေးကဂရင်းရှင်းစေတယ်လို့စိတ်ကိုလည်းကြည်လင်လန်းဆန်းစေပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာကတော့စားရတာရတာရှိတဲ့နနက်သီးကိုခလေးငယ်တွေစားလို့ရသလားဘယ်လိုအချိန်မှစားလို့ရသလဲဘာတွေကိုသတိထားရမလဲဆိုတာကိုပြပြပြသွားမှာပဲဖြစ်ပါတယ် နနက်သီးကအပူပိုင်းဒေသထွက်တည်တည်တမျိုးပါပဲတောင်အမေရိကမျိုးရင်းပင်ပါလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းကအစသုံးလာခဲ့ကြတာပါအပေါ်ကုန်ကမမဲ့ခင်မှာအစိမ်းအောင်ဖြစ်ပြီးတော့မှဲ့ပြီးဆိုရင်တော့ဝါလာပါမယ်အခွန်မှာမျက်စိလို့ခေါ်ကြတဲ့အကွက်လေးတွေပါတက်ပြီးတော့ထိပ်ပိုင်းမှာတော့အပင်လိုမျိုးအညာပါပါတယ်အတီးကိုအေးအေးခံပြီးစားကြတယ်လို့ဂျယ်လီပီဇာနဲ့ရေခဲမှုလိုမျိုးအချို့ပွဲတွေထဲမှာတက်တွင်းပြင်ဆင်ပြီးတော့အစားအသောက်မျိုးလည်းရှိပါတယ်နနက်သီးမှာကရေဓာတ်ကာဗွန်ဟိုက်ဒရိတ်ဗီတာ ာမင် B6 ဗီတာမင် B9 ဗီတာမင် B1 ဗီတာမင် B5 ဗီတာမင် B3 ဗီတာမင် B2 ဗီတာမင် C ပိုတက်ဆီယမ်ဖောလိတ်အမြင့်ဓာတ်မဂနီးစ်မဂနီဆီယမ်တန်တက်နဲ့ကယ်ဆီယမ်တို့ပါဝင်ပါတယ်ရှင် ကလေးငယ်လေးနည်းနည်းဒီစားလို့ရလားဆိုတော့ရပါတယ်ကလေးငယ်လေးကအသက်6လပြည့်ပြီးပြီး solid food လည်းစားစားနေပြီဆိုရင်တော့ကလေးငယ်ကိုနည်းနည်းဒီစားကြွေးလို့ရပါပြီနည်းနည်းလေးပဲစားကြွေးဖို့တော့လိုပါမယ်နော်နည်းနည်းဒီကဓာတ်မတည့်ဖြစ်နိုင်ရရှိတဲ့အတွက်ကြောင့်မို့လို့ကလေးငယ်လေးကိုနည်းနည်းဒီနည်းနည်းပဲစားကြွေးပြီးပြီးချိန်မှာသေချာလေးစားကြည့်ဖို့လိုပါမယ် တီးတာမျိုးတွေမဖြစ်စေဖို့အတွက်နနက်ဒီကိုအရွယ်တော်လေးတောင်းဝေးဖို့လိုပါမယ်။တနေ့ရောက်ကလေးတွေကိုကျွေးတဲ့အခါမှာပြားရည်နဲ့စိမ်ပြီးတော့မကျွေးသင့်ပါဘူးနော်။ BB လေးကတရည်နဲ့ဓာတ်မြေတာမျိုးကြီးရှိမယ်ဆိုရင်တော့မကျွေးပါနဲ့အောင်နော်။အခြားအခွန်တင်ထားပြီးတော့အတန်းစင်တာနဲ့နက်ဒီဖြစ်ဖို့လိုတယ်လို့လက်ဆက်တဲ့ organic အသီးဖြစ်ဖို့လည်းလိုပါမယ်။နက်ဒီကတေချာမဲ့ဖို့လည်းလိုပါမယ်နော်။ ခလီးငယ်လေးကိုနနေတီကျေးပေးတဲ့အခါမှာရရှိမယ့်အကျိုးကျေးဇူးလေးတွေကိုဆက်ပြီးတော့ပြပေးခြင်းပါတယ်။ပထမအဦးဆုံးတစ်ချက်ကတော့ရေဓာတ်ပြည့်ဝစေတာပါ။နနေတီ100ဂရမ်မှာရေဓာတ်က85ဂရမ်အထိပါဝင်နေပါတယ်။ဒီလိုအရွေရှမ်းတဲ့နနေတီလေးကဖေဖေလေးကိုရေဓာတ်ပြည့်ဝစေဖို့အတွက်အထောက်အကူပေးနိုင်ပါတယ်။ နောက်ရက်တစ်ချက်ကဝမ်းမှန်စေတာပါ။နနက်ဒီမှာရေတက်နဲ့အမြင်တက်တွေကြောရတဲ့အတွက်ကြောင့်မို့လို့အစာချေစနစ်ကျန်းမာစေပြီးတော့ခလေးငယ်လေးကိုဝမ်းမှန်စေဖို့အထောက်အကူပေးပါရစေ။ဝမ်းချုံမှုကင်းစေပြီးတော့အာဟာရတွေပြည့်ဝမြတ်တအောင်ထောက်ကူပေးနိုင်မှာပါ။နောက်ရက်တစ်ချက်ကနှလုံးကျန်းမာစေတာပါ။နနက်ဒီမှာဘရိုမီလိန်ပါဝင်နေတဲ့အတွက်ကြောင့်မို့လို့သွေးကြောတွေကိုကျန်းမာစေပြီးတော့နှလုံးစီသွေးစီဆင်းရောက်ရှိမှုကောင်းစေဖို့အထောက်အကူပေးတယ်လို့သွေးကြောနေရန်ကအစီတွေကိုလည်းဖယ်ရှားပေးပါရစေ။သွေးခရတာမျိုးတွေမဖြစ်စေဖို့အတွက်လည်းကာကွယ်ပေးပါရစေ။ ်။နောက်ဘက်တစ်ချက်ကနာကျင်မှုတက်တာစီတာပါ။ပရိုမီလင်းပါဝင်နေတာကကြွက်သားတွေစီကိုသွေးစီစဉ်ရောက်ရှိမှုကောင်းစေပြီးတော့အကခဲနာကျင်တာတွေကိုတက်တာစီဖို့အထောက်ကူပေးနိုင်ပါတယ်။နောက်ဘက်တစ်ချက်ကအယောင်ကျစေတာပါ။နနက်တီရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ခုကအယောင်ကျစေတာပါ။ဘေဘီလေးလဲချောင်းနာတာအသက်ရှူလမ်းချောင်းရောင်ရမ်းတာအာသီးရောင်နာတွေကိုတက်တာစီဖို့အတွက်အထောက်ကူပေးပါတယ်ရှင်။ နနက်တစ်ချက်ကတော့အကူးဆက်ယောဂတွေကောက်ွယ်ပေးတာပါ။နနက်တီကကိုခံအားကိုကောင်းစေပြီးတော့အကူးဆက်ယောဂပိုးတွေဝင်ရကူးဆက်တာမျိုးမဖြစ်စေဖို့အထောက်အကူပေးပါတယ်။ကိုရင်းကအစိတ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။ဝမ်ပြဝမ်လျှောတာမဖြစ်စေဖို့အတွက်ကောက်ွယ်ပေးတယ်လို့ကိုရင်းကအစိတ်အတောက်တွေကိုလည်းဖယ်ရှားပေးပါတယ်။နောက်ထပ်ချက်တစ်ခုကတော့တန်ကြစေတာပါ။နနက်တီကဦးနဲ့အစာရှိစနစ်ထဲကတန်ကောင်တွေကိုဖယ်ရှားပေးပါရတယ်။ဘေဘီလေးကငယ်သေးမယ်ဆိုရင်တော့တန်ကြစေဖို့နနက်တီဖြော်ရီတောက်ပေးလို့ရပါတယ်ရှင်။ နောက်တစ်ချက်အနေနဲ့ကတော့ကိုခံအားကောင်းစေတာပါ။နနက်သီးမှာတတိုးစွန့်ငင်ပစ္စည်းတွေနဲ့ဗီတာမင်စီကြောအားစွာပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ကိုခံအားကိုကောင်းစေဖို့အတွက်ထောက်ကူပေးနိုင်ပါတယ်။ဒါရီအပြင်နနက်သီးမှာကဗီတာမင်စီ၊မဂနီဆီယမ်၊ပိုတက်ဆီယမ်တို့ပါဝင်နေတဲ့အတွက်ကြောင့်မို့လို့အာရုံရောစနစ်ကိုကျန်းမာစေသလိုအရိုးတွေကိုလည်းတန်မာစေပါတယ်။ဒီလောက်ဆိုလို့ရှိရင်ခလီးငယ်လေးကိုနနက်သီးကျွေးတဲ့အခါမှာဘာတွေသိထားသင့်တယ်လဲဆိုတာကိုသိလောက်ပြီးလို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။